မင်္ဂလာပါမင်္ဂလာပါကိုမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့အေးဆုံးမင်္ဂလာပါနော်ဟုတ်ကဲ့ပြိသက်တွေကိုမတရားစကားလေးပြောပြပါအောင်လေးဆက်ပြပါအောင်ဟုတ်ကဲ့တက်ကူအတွက်တက်တက်အော်နှစ်တက်ကူအတွက်ကတော့အာတိကျန်မှာပြိသက်များအားလုံးအဲနှစ်ဟောင်းကအညကြီးအားလုံးကိုဒီချိန်နဲ့စီကြပြီးနှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ဘဝသစ်ကိုဆက်လက်လျှောက်လှမ်းနိုင်ပါစေအကောင်းကြီးပဲတွေ့ပါသည်အဆိုးကြီးပြေလောက်ပါစေလို့ဆုမကောင်းတောင်းပေးပါရခင်ဗျာဟုတ်ကဲ့ ပါလေးဆက်တောင်းပါအော်นี่เต็มมาวะยีลาวไหร่ล่ะมาเจ๊มาลาวมาจะทําอะไรลาวอ่ะเดียวเลยจ้ะครับไม่ရှိတယ်โอเคอ่านิดๆมาบ่เนาะอ่านิดๆก็ซะပြီးတော့ဈမ်းมากูစိတ်မြဲပြီးတော့อ่าလူဟာဆန္ဒတွေအကုန်လုံးပြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်ကဲ့ပါ AS နဲ့ပြပါစေဟုတ်ကဲ့ပါ

မငင်းမစိုးဘူးအဲ့ဒါကတော့ကနပေါ့တယ်ငင်းနေပါပဲအဲ့ဒါကနပေါ့တယ်အစားဆုံးကပဲဟဲ့ဒါရယ်ဒါရယ်ပဲလားအခုဒီနေ့ကတကြံကျိုးနေလည်းဖြစ်တော့ကျွန်တော်တို့ရောကတကြံအကြောင်းလေးပြောနေတော့အခုရဲ့တကြံနဲ့ပတ်သက်တဲ့ခံစားချက်တွေအရေးအဆုံးသိချင်ပါတယ်အော်တကြံနဲ့ပတ်သက်တဲ့ခံစားချက်ကတော့အခုလက်ရှိအသက်အရွယ်နဲ့ပြောရမယ်ဆိုရင်တကြံရောက်ခံတီးဆိုရင်စိတ်ထဲမှာကြည်နူးရတယ်ပျော်ရတယ်ပေါ့နော်အဲတကြံမှာလည်းအဲ့လိုပေါ့အဲကိုချစ်ခင်ရတဲ့ကိုလေးစားရတဲ့ ကိုဟိုမိဘရှိလဲမိဘပေါ့နော်မောင်မောင်ဘွားတွေဆိုလဲအဲ့လိုညီကောင်မောင်နှမတွေလဲအဲ့လိုပေါ့တကြံကြီးလေးနဲ့ပက်ပြီးတော့မှသူတို့ကိုလေစုမကောင် တောင်းပြီးကြတာပေါ့နော်အခုငယ်ငယ်တုန်းကလဲအဲ့လိုစုမကောင်တောင်းပြီးတာပေါ့မိဘတွေတကြံဆိုလို့ရှိရင်တပြေခဲနဲ့ပဲဖြစ်ဖြစ် ဟိုဘရောက်ခက်နဲ့ပဲဖြစ်ဖြစ်တကြံဟိုစုံယုံလေးပေါ့အလိုလေးစုပြီးတော့မှအလိုမိဘတည်းကခေါင်းလေးတွေပို့ပြီးတော့စုမကောင်တောင်းပေးတယ်လို့ပေါ့ကိုတည်းကဒီသေးရကြတော့လေကိုရတူဒီအဲညီကမော်တော်မဲအကုန်ပြန်ပြီးတော့လုပ်ပေးရတာပေါ့မိဘရှိတယ်မိဘကိုသွားပြီးတော့ရည်လေးအဲ့လိုပေါ့ဆွဲအောင်လောင်းတာမဟုတ်ဘူးစုံယုံလေးစုပြီးတာပေါ့နော်အဲတကြံရည်နဲ့ပဲဖြန့်ပြီးတော့စိတ်လေးကြည်နူးရပျော်လေးပျော်ရတယ်အဲအဲ့ဒီအတွက်ကစိတ်ချမ်းသာရတယ်ပေါ့နော်ဟုတ်ကဲ့ပါအော်လေးရောတကြံဆိုရင်ကျွန်တော်ထလဲခင်ရေးသေးရဆိုတော့ကြံရောက်ပြီဆိုရင်လူငယ်တွေရဲ့ ချက်တန်းဟိုကဘလို့ပျော်ရွှင်မှုတွေရတယ်တကယ်ကြီးရဆိုရင်ကွာဟာတငယ်ချင်းတွေနဲ့တူတူလေချင်းနဲ့အဲ့လို staycation တွေသွားချင်းတွေအဲ့ဆိုမောင်လေးဆိုရင်ရောအဲ့လိုဘလို့ပုံစံမျိုးလေးတွေဖြတ်တန်းရတာကြိုက်လေပေါ့ဆန်းရည်ဒီဘွဲတော်မှာတော့တကယ်ကတော့အပျော်ဆုံးပေါ့နော်တကယ်ကတော့အကျဉ်းဆုံးပဲဒါကတော့ အဲ staycation နေပါလေကြတော့လေဒါပေမဲ့ကျွန်တော်တို့ကြတော့ကျွန်တော်တို့ငငယ်တုန်းကပေါ့နော်ငငယ်ဘဝတုန်းကကျွန်တော်တို့အခွင့်အရေးကြီးသွားတယ်ဘာကြီးပြီလားဘာကြီးပြီလဲကျွန်တော်မင်းဘောနေဟိုကျွန်တော်တို့ခေတ်ခါတုန်းကပေါ့နော်အဲ့လိုမျိုးအဲခလေးခလေးခလေးတုန်းကခလေးတုန်းကဆိုလို့ရှိရင်10နှစ်အဲအဲ့လောက်အဲ့လောက်ပေါ့10နှစ်13နှစ်ပေါ့အဲ့လောက်ကဆိုရေရေပတ်ခံထွက်ကြရလေအဲကျွန်တော်တို့ဒီပြည်လန်းတို့ကပိုင်းလန်းတို့အင်းလန်းတို့အဲ့လိုရေပတ်ခံထွက်ရတာကိုကျတော့အရန်ပျော်တယ်ပေါ့အဲ့လိုပြီးရင်အဲ့လို အဲကျွန်တော်တို့အဲအုံလက်မန်ဒက်တွေပါတယ်ပေါ့နော်အဲ့လိုရှိမှအိမ်ရှိမှထိုးထားပြီးတော့လမ်းလွေရှိပတ်အဲဟိုအမှတ်တရငွေတော့အရန်ပြောတာဒီကျွန်တော်ဒါပေမဲ့အခုဒီနောက်ပိုင်းဟိုခက်လည်းနည်းနည်းပြောင်းလဲလာတယ်မြတ်ပေါ့နော်ဒီတကြံဆိုလို့ရှိရင်တော့နောက်ပိုင်း ဟို stinking ရှင်းနေပါလိမ့်မယ်အဲ့ဒီကြတော့ဒါပေမဲ့အဲ့လိုမျိုးလဲဟိုဒါလည်းပြောပြောပေါင်းပါတယ်ဒါလည်းငင်းငင်းကဲတာပေါ့လေဆိုင်နေပါနော်ဒါပေမဲ့အဲ့ရွယ်လေးတွေတခုရလာတော့ကိုယ်အရင်ဆိုပြီးရတယ်မှာရေပြွတ်နဲ့ပတ်လို့မရတော့ဘူးလေနော်နော်ရေပြွတ်နဲ့လိုက်ပတ်လို့ကလည်းမရဘူးအခုငွေတော့ရေပြွတ်နဲ့ပတ်တဲ့ခုကျုံလဲရတယ်ငွေတော့ဆိုရေပေါ်ခွတ်ဆောင်ခုဟုတ်တယ်ခွတ်ဆောင်ကလေးခုတ်တယ်ငွေတော့ခွတ်ဆောင်ခုတ်တာတော့ရေပေါ်လုံးနဲ့ပြစ်တာရေပေါ်ရေပေါ်ရေပေါ်နောက်မီးသားပိုက်နဲ့ပတ်တာအဲ့လိုပေါ့မီးသားပိုက်ကြီးနဲ့ထိုးတဲ့မတ်တက်ရှိသေးတယ် လူတွေပဲစင်းပြီးရတယ်လွင့်ပြီးတော့ရေရေနဲ့ပတ်တာရှိတယ်ရေရေနဲ့ပတ်တယ်ကြော်ဒီကောပြီးတော့အမားကတော့တကြံကြီးကတော့စူအောင်ပက်လိုက်တာပက်လိုက်တဲ့ခါမှာအဲ့လိုကြီးသူဖြစ်သွားတာကိုပြောကြတယ်ကြိုက်တာအဲ့ဒီပက်တဲ့လူကလည်းအဲ့ဒီ feel လေးမျိုးဘုကဖြစ်သွားတဲ့ response ကိုကြည့်ပြီးဟောအဲ့လိုပြူကလည်းပြောရတာပါဆိုတော့အော်ကိုရင်လေးအဲ့ဆိုရင်တကြံမှလေဟို ရေကစားမှန်တဲ့ဒီဘာကြီးမှာအဲ့လိုမျိုးလေရေဘက်ခံထွက်တာတွေဘာကြီးအဲ့လိုမျိုးရှိခဲ့ဘူးလားရှိတော့ငွေတော့ရေဘက်ခံထွက်ရတယ်ဟုတ်လားကိုကအနည်းပညာရှင်တယောက်ဖြစ်နေတာမင်းသားတယောက်ကအဲ့လိုမျိုးတွေဘာအဲ့လိုလဲထွက်တယ်ထွက်လေတာမျိုးရှိခဲ့ဘူးလားထွက်တယ်ထွက်တယ်တစ်နှစ်တစ်နှစ်ထွက်တယ်ဟုတ်လားတစ်နှစ်ဆိုတော့တည်းရဲတယ်ဟုတ်ကဲ့ဒီကတည်းကတော့ထွက်ဟုတ်ကဲ့အဲ့လိုဒီလွန်ခဲ့တဲ့15နှစ်လောက်ကနေပါပေါ့ဟုတ်အဲ့လိုအဲ့ဒီကိုဝီဝီလူတော်တို့တုံးနေတုံးနေတော့နော်ကိုကြီးနော်အဲ့အဲ့ဒီမကားလာဘူးကျန်တယ်အင်းတော့နော်ဆယ်ပေါ့အလားအလားအလားအင်းအလားတော့ဂျောပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ကာဒီဟိုက်လက်ကာဒစီနဲ့အဲ့လိုနောက်ပွင့်နဲ့ဟိုရေပက်ခါထွက်တာအဲ့မှာလမ်းကြီးပိတ်နေရတယ်အချိန်ကုန်သွားတာပါအချိန်ကုန်သွားမနဲ့တည်းအဲ့လိုစိတ်ရကြီးလေးဆိုတော့လေအဲ့တကြောကအဲ့နားလေးတွေစီတာဟိုအင်းရန်လန်တကြောနော်ဟုတ်တယ်ဟုတ်တယ်နောက်ရှူတောင်ကြဝန်နမီယာနောက်ဆရာဆန်လမ်းတို့အခုအသက်ရရလာမင်းသားဖြစ်တဲ့ခါမှာအဲ့တည်းတွေသွားစီတာဟုတ်အခုငွေငွေတော့ကျတော့မြူထဲမှာဖုန်လမ်းမှာနေခဲ့တာဆိုတော့မြူထဲရတအားစီတယ်ဟုတ်ကဲ့ မြို့ရဲ့အားစီတီအနောက်ပိုင်းမှာလမ်းထိပ်တိုင်းမှာမန္တပ်ရှိတယ်လေလမ်းထိပ်တိုင်းမှာမန္တပ်ရှိတော့ငွေတော့ဆိုလို့ရှိရင်တကြံရောက်တော့မှကျူပြောနေတာငွေတော့ကမင်းသားမဖြစ်ခင်တော့တကြံလဲဘူးလေအဲ့လိုပဲတကြံရောက်တော့မယ်ဆိုတော့ငွေရင်းနေစုပြီးတော့ ဘယ်လိုကောင်းမှားမယ်အဲဘယ်လိုစီးမယ်ဘယ်လိုဝယ်စားရမယ်ပြင်မှာပဲဘယ်ရက်ကိုဘယ်လိုဖက်ရှင်ဝတ်မယ်ပြီးရင်စကြံပြည့်လေဘက်ကိုဘယ်မှာသွားနာပြီးတော့အကျော်အင်းအကံမှာသွားနာအကံမှာတော့ဒါပေါက်စားမှာလားဒါပေါက်စားမှာလားအဲ့လိုအကျော်နဲ့ပါနဲ့စားမှာအဲ့လိုပေါ့အဲ့လိုမျိုးပရိုဂရမ်တွေဆွဲပြီးတော့မှပြီးတော့ညဘက်ငငယ်တော့ဆိုညဘက်ဆိုလို့ရှိရင်လေအလှကားကြီးတွေရှိတယ်သူတို့ကစကြံမတိုင်ခင်ဆိုလို့ရှိရင်အလှကားကြီးတွေကြူပြီးပါတယ်ရက်ွက်တွေထဲမှာအဲ့တော့မင်းတို့ကမမီတော့ဘူးနော် လာကားတွေပါတယ်မမီတော့မီသေးလားငွေတော့ကအမှတ်မီတော့ပြောမှတလေအနန္တဆွမ်းအားရှင်တို့ဘာတို့ပေါ့အဲကိုမြစ်တာတို့ကိုဘီလူဝတို့ကတကြံမင်းသားတွေတို့တွေကတန်ချက်မင်းသားတွေပေါ့နော်ငွေတော့သူတို့ကြီးတန်ချက်တီထိုးတာကြည့်ပြီးတော့မှမနက်တွေမှာလိုက်ကြကိုကငေးမိုးပြီးတော့လိုက်အားပေးဘူးလေငွေတော့အဲ့လိုအဲ့လို program တွေဆွဲထားပြီးတော့ညနေညဘက်ဆိုလို့ရှိရင် ဟိုတွင်းတွေပဲစားပြီးတော့ဒီနေ့အေးလိုက်တယ်လေအိမ်ပြန်ထားပြီးတော့ကားနဲ့တော့ပြန်ထွက်တာပြန်ထွက်ပြီးတော့မှအဲ့လိုတင်ငန်းညွန်မန္တတူအဲ့မြူတွေအဲ့အခုလဲနာအဲ့လိုမန္တတူမှာအလားအလာတွေရှိကြအောင်အဲ့ဒါတွေကားတွေထူပြီးတော့အကျော်တွေစားဝယ်ဝယ်စား တောင်းကြတာအဲ့မှာရက်ပြီးကြည့်တာရက်တွေပဲတောင်းတာပေါ့ရက်ပြီးအားပေးတာပေါ့ကြည်လေးကြည်ရတယ်လေအဲ့လိုမျိုးနဲ့ခံစားလို့ရတော့အဲ့လိုပေါ့ပျော်စရာလဲကောင်းတာတန်ကျက်ဆိုတာလဲတကယ်နားထောင်လို့ကောင်းတယ်ပေါ့နော်အဲ့ဒီလက်တလုံးမှာဖြစ်နေတဲ့အဲအခက်ခဲလေးတွေအကြက်တဲလေးတွေကိုဟာတာအရှုံးဖောက်ပြီးတော့ဘယ်သူမှလည်းမထီးခဲ့ဘူးသူတို့ကအရှုံးမောက်တဲ့ပွဲလေးတွေပေါ့နော်အဲ့ဒီကပြောတယ်အခုတော့ဒါတွေကမရှိတော့ဘူးဖြစ်တယ်ဟုတ်တယ်အမှန်တရားတွေဖြစ်ခဲ့တာပေါ့နော်အဲ့လိုမျိုးအဲ့တော့စိတ်မကောင်းဖြစ်နေတယ်ဟုတ်တယ်ဟုတ်တယ်တန်ဆက်ကဟုတ်တယ်ပြီးတော့အခုဆိုလို့ရှိရင် ညီမယူရတဲ့ချမ်းယူနက်စကိုလည်းဝင်သွားပြီဆိုတော့အဲ့တော့လင်းနဲ့ခုနကပြောတဲ့လင်းဆိုလည်းရန်ကုန်ပြီဆိုတော့အတူတူပဲပေါ့နော်ဆိုတော့အကိုတို့တော့တော့အခုနောက်ပိုင်းဖြတ်တန်းမှာတကြံကိုအရင်ပျော်စရာကောင်းတဲ့တန်ဖိုးရှိတဲ့ခိုက်တန်းတွေတိတ်မမီတော့တကယ်လည်းပြောရလို့ရှိရင်အဲ့ဟိုးရင်တော့ဆိုလို့ရှိရင်တော့တကြံဆိုရင်အခုလိုမျိုးလူငယ်တွေရဲ့ပျော်ရွှင်မှုအပြင် အနုပညာဖန်တီးမှုရအများကြီးထွက်ခဲ့တာပြီးတော့တကြံဆိုလို့ရှိရင်ဒီမန္တလေးတကြံကအရင်ကိုအထင်ကြီးဖြစ်ခဲ့တာဆိုတော့အဲ့လိုမျိုးအမှတ်တရလေးလည်းဝေမျှပေးပါအောင်ပေါ့မန္တလေးတကြံကတော့ငငယ်တော့မကြုံဘူးမင်းသားဖြစ်မှာပဲမန္တလေးတကြံတချင်းသွားဆိုတာဒီလိုကြုံတာပေါ့နော်မန္တလေးကြံကြုံနေဆိုတာလည်းတော်တော်များများကြုံရပါတယ်တကကြံကားရိုက်တဲ့ခါမှာကြုံနေနော်မောင်နှုတ်ချယ်တီပြပြရင်တော့လည်းမန္တလေးကြံကြုံနေနော်ဗီဒီယိုနဲ့မတ်ကြံဗီဒီယိုကားတွေမတ်ဆွေတို့နဲ့ရိုက်တော့လည်းအဲမန္တလေးကြံမှာပဲကြံအစ်စ်မှာပဲရိုက်ရတာဆိုတော့ ဲ့တော့မန္တလေးတကြံအောင်ကျုံပါတယ်မန္တလေးတကြံကလည်းအင်တန်စီကားတယ်ကျုံပပတ်လေးကတော့ပြောစရာကြီးဟုတ်ကဲ့အဲ့လိုပြောကြတကယ်ကောင်းတယ်အဲ့မှာအမနဲ့အဲ့မှာပတ်နေရတဲ့ကိုကိုအဲ့တခြားနေအဲ့အဲ့နေရာမစီပါဘူးအနေတော့ဥပင်းတရာရေပေါ့ဟုတ်ကဲ့အဲ့လိုရေများတဲ့နေရာတွေစီတာပေါ့လို့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကောင်းဆိုင်ရင်ရောအဲ့တော့တူရင်းနှစ်ယောက်ပေါ့နော်အဲ့လိုမျိုးတကြံအမှတ်တရလေးမရှိတာအဲ့ဒါလေးသိချင်တာတကြံတော့ဦးနေတာလည်းနော်အဲ့လိုအဲ့လိုအတူတူမလဲဘူးတစ်ခါတည်း အရန်ဟွာဖြစ်တာတခုလို့ရှိရင်ဘလောက်တကြံကိုကင်းကျင်လဲမကင်းကျင်လဲဦးလေးကဘန်ကောက်သွားကြတာပေါ့နော်ရင်းတော့သမီးကြီးရင်းတော့တကြံကျွန်တော်ဘလောက်တကြံသွားဘူးမရဘူးလို့သွားမှတော့ဘူးကြည့်ဝပါမှာပေါ့မဟုတ်ဘူးပြန်သွားရရန်ပြန်သွားရန်ကိုပါလိမ့်ရန်ကိုမှာကိစ္စတကယ်ကိုရန်ကိုမှာပြောလို့မှာပဲပြောတာသူကသူကပြောတယ်ကျမတို့လူပေါ်ဇော့ဇော့ညစလုံးပြန်ပြန်လာတာအဲ့လိုလားဘယ်ကျွန်တော်ထားခဲ့တာကျွန်တော်တော့ပြန်သွားတာဦးချူလူပေါ်တော့ရှောက်လေတာပေါ့အဲ့လို ဟိုတကြံကတော့အဲ့လိုပေါ့နော်နောက်တိုင်းဘယ်လိုပြောမလဲကျွန်တော်အရှိတောင်အရှာအားလုံးကတော့တကြံကိုဆင်နွှဲကြတို့ထင်တာပဲဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့မြန်မာတကြံကတော့တကယ်ကိုလေစိတ်ကြည်လူကြကောင်းတယ်ဟုတ်တယ်နော်ငယ်ငယ်တုန်းကနေစသောကတော့စဉ်းစားနေတယ်ငယ်ငယ်တုန်းကလို့ငယ်ငယ်တုန်းကမန္တတီမှာဆိုလို့ရှိရင်နေ့တိုင်းမလုံးကြီးပေါ်လုံးတယ်ဘုလဆာဟုတ်လားဒါထုံးတာပဲဒီကနေ့မလုံးကြီးပေါ်လုံးတယ်ဘုလဆာဘုလဆာရွှင်ရင်အေးတာကူအဲတာကူဟုတ်တယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးနေ့တိုင်းနေ့တိုင်းသတို့လူသားကျူးတာ အဲ့လိုမယူရအောင်ကျူတာအဲ့လိုကျူးပြီးတော့မှတစင်နောက်ဆုံးရက်ဒီမှာဆိုလို့ရှိရင်လမ်းဒီမှာတန်ဃာတော်တွေပြင်ပြီးတော့ပေးရွတ်တယ်အဲ့အတာဦးတွေစွန့်နေပြီးတော့ဟိုအဲ့လိုပေါ့ဟိုသူ့ရိုးရံနဲ့အဲသူ့ရဲ့အနည်းကင်းပီးရှင်အကုန်လုတ်တယ်နောက်ဘီးမဲလွတ်တယ်ဟုတ်တယ်ဘီးမဲလွတ်တာသတိစံနဲ့အကုန်တကြံစတယ်ဟိုကလေဒီတကြံပြီးလို့ရှိရင်နွားတွေဘယ်နှကောင်လွတ်မဲစိတ်တွေဘယ်နှကောင်လွတ်မဲကြက်တွေငှက်တွေအကုန်လုံးငါးတွေရောအကုန်လုံး လောက်အဲ့မှာတတ်တက်ကြီးကိုကျူးပြီးတော့အဲ့မန်နက်ကြီးထဲမှာပဲအခုငယ်တော့မန်နက်လက်နေမှာရှိတာ哦အဖေကဦးစီးတာဆိုတော့အဲ့မှာအဲ့ဒါကိုလည်းအစားရတော့ကျူးအဲ့ဒီမှတ်ထားတာပေါ့ဩတကြံပြူးချင်းသွားလှုပ်ကြတာဟုတ်ကဲ့ over tight ကြီးဆိုပါတော့အဲ့ဟိုးပဲအဲ့တော်ဒီပဲငယ်သွားလှုပ်တာအဲ့ဒါဘီးမဲကတကြံမှလည်းလှုပ်ကြတယ်အဲ့ဒါလေးကတော့ဒါဒါချစ်စရာကောင်းတဲ့ဒလေးတစ်ခုပေါ့နော်ဟုတ်ပါတယ်ပြောလေးလေးမမိုင်းရအခု မေးနေတာပေါ့နော်ဒါလင်းလို့လဲအဲ့ဒီအကူမင်းသားမလုတ်ခင်အချိန်ရှိမှာပေါ့နော်ရှိမဲ့ချိန်မှာအကူတကြံလဲမှာပေါ့နော်အခက်ကဆိုတော့ခြေကားတွေနဲ့လဲတာနော်ခြေကားတွေနဲ့လဲတာတကယ်ရှိပါလားအဲလောကအကူဆိုအခုချိန်ထိခန့်ချောပြီးတော့တကယ်ဟိုအဲကြည့်ရတာလေဟိုကိုကြီးစင်ဖြစ်နေသေးတယ်ပေါ့နော်အဲ့ဒီချိန်တော့ဆိုလဲဒါလေးတော့ပါအဲမဟုတ်ရဲ့ဆိုလေအဲ့ဒီချိန်တော့ဆိုရင် ပေါ့နော်အဲအခုကိုဒီဇလန်းလေးပဲအချစ်ဇလန်းမဟုတ်ရင်တောင်မှအဲဘာပဲပြောလေအကွာဒါမင်းသားမလုပ်ခင်တည်းကမင်းသားတယောက်ရဲ့ရုပ်စင်းအင်ကာအင်ကယုတ်နဲ့ပြည့်စုံနေတဲ့ဒုတိယဆိုတော့အဲ့လိုတကြံလေတဲ့အချိန်ပါပေါ့နော်အဲ့လိုကောက်မလေးတွေလာပြီးတော့အကိုမုတ်တီကြီးလာကြီးလာလာအဲ့ဒါဖြစ်နေတာတော့တိလာမင်းသားတော့ချိုးတယ်လေအခုလည်းကျွန်တော်ခန့်ချိုးပြီးတော့ကိုကြီးစင်ဖြစ်နေတာလေနော် အခုငွေတော့လည်းအဲ့လိုပေါ့ကိုယ်တကင်းနဲ့အကုန်လုံးကလည်းအကုန်လုံးကကြီးစားတွေရှိတယ်အကုန်ချောချောမမောတွေလူတွေလူတွေဆိုတော့တကြံလေလို့ရှိရင်အဲ့လိုပေါ့သူကြီးစားရှိတဲ့မာတက်တွေကိုလည်းတွားရတယ်အေးဟိုကောင်ကြီးစားဆော်ရှိတဲ့ကတော့ပါအဲတွားဒီလိုရှိရင်ငါငါငါရှိလဲတော့ငါအဲ့လိုတွားရတာပဲတွားပြီးကြီးစည်းစင်းပက်ဘယ်တော့သဘေပဲနဲ့တွားလို့ပေါ့အေးဟိုဥမေတွေပြန်တုတ်တိုင်လှုပ်လိုက်တာပေါ့အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေတွားတယ်အဲတကယ်ချင်းတွေ အဲကမ္ဘာလေးဒီစတော့ကျွန်တော်တို့ယူသားရှိရှိကျွန်တော်ယူသားရှိခဏသွားတယ်အဲအမှတ်တရတွေသွားလို့ကြတာပေါ့အဲ့လိုလူရှိရှိတယ်ဆိုတော့အဲ့ဒီသားလေးဟိုတစ်ခါတော့အဖြေတော့ကပြောဦးတယ်ပြောဦးတယ်တမိပတ်မိတယ်အဲ့ဟာအဲ့အခုအဲ့ဆိုပြောနော်နော်တစ်ကောင်တုံးအဲ့ဟာပြောတော့မမွန်းတော့ငေးအောင်ပါပေါ့လေးငါးတစ်ပဲရှိအောင်ပါပေါ့နော်အဲ့ လောက်ဆိုအဲသွားတယ်ဆိုအဲ့လိုသူတို့မဝေးသေးဘူးလေယူသားရှိတာကလေးကလေးမသိဘူးကလေးမသိဘူးအဲ့ဒီကိုအဲ့ဒါရှိစားတဲ့ရေပက်ကံထွက်ဘူးလားမထွက်ဘူးပေါ့ဘယ်လိုကြာပြီလို့ပြောလဲအဲ့ရေပက်ကံရေပက်ကံတော့မထွက်ဘူးရေပက်ကံကလည်းမိကလေးတွေတိတ်တိတ်မလိုက်ဘူးလိုက်လို့ရှိလေသူတို့တွေကအဲ့လိုမျိုးပေါ့ဘီဝက်တွေမထည့်ဘူးပေါ့နော်ဟိုအဲ့လိုမျိုးပေါ့ဟိုမိကလေးအဖော်တွေပါမှထည့်တယ်အဲ့လိုအဲ့လိုပေါ့မိကလေးအဖော်တွေကလည်းအဲ့လိုစုလို့မရဘူးငယ်ငယ်သေးရဆိုတော့ သူတငယ်ချင်းဒီကြောက်ချင်းဒီသွားကြတာပေါ့ဗျာအုပ်စုတိုင်းကြီးသွားသွားပြီးတော့ဒီဘက်စင်းပြီးတော့အဲစားကြမပီးပြီးပေးတာပေါ့အဲအော်နောက်ပြီးတော့မညာညာပေါ့တော်ပြီးသားပေါ့တော်ပြီးသားတော်ပြီးသားရှိခဲ့တာပေါ့နော်အဲ့လိုပေါ့သူအပျော်လေးလည်းပါတာဟုတ်ကဲ့ပါအဲ့လို ပြောစရာရောနေလို့မှာလေးပြည့်စက်တစ်ခုလို့ရုပ်ရှင်လိုပဲမြင်နေအာတချမ်းတချင်းတွေလည်းဆိုတယ်အခြားသောကဏ္ဍဝင်တီးတွေလည်းဆိုတယ်ဒါပေမဲ့အားလုံးကတော့အမှုပညာကပြောင်ပြောင်တယ်ဆိုပေမဲ့လေအားလုံးကတော့သူ့နေရာနဲ့သူအမှုပြန်ပြန်ဒါပေမဲ့တချမ်းတချင်းဆိုရင်အကိုမျက်နှာ emotion ကပို့ပြီးတော့လေအဲ့လိုရင်ထဲကနေပျော်ပြီးတော့လေ ကိုယ်တိုင်ပျော်နေသလိုခံစားရတဲ့ဟာမျိုးဆိုအရင်တော့ဆိုတာဒီမြမအတန်းတို့ဘာလို့မှဆိုအကိုကဆိုရဲမစရာကအရင်ကမျိုးရိရှိရဆိုအဲ့ဒါဆိုရတာချင်းတော့အတူတူပဲဆိုပေမဲ့အဲတကြမ်းတချင်းဆိုရတဲ့ feeling ကအကိုဘယ်လိုမျိုးပိုဖြစ်လဲပေါ့နော်ဇန်ချင်းရဲ့ဒိုးချက်ကွာ ပျော်စရာလေးရှူးမြူးမြူးကြွကြွဖြစ်တယ်ခုံပေါက်ပြီးတော့ကာချင်တယ်အဲ့လိုမျိုးသိရမလားသူဒီကာအချိုးတွေတောင်မှတူတာမဟုတ်ဘူးသိရမလားယူးယူးကာတာတကြံတချင်းကိုကာတာနေကသူလှုပ်ရှားပုံလှုပ်ရှားနေကြွပုံကြွနေရမှတူတာအဲ့တော့တကြံဆိုရင်ကိုကိုစိတ်ကအလိုလိုတက်ကြွတယ်ညမှလည်းပေါ်နေတယ်ကာတဲ့ကလေးတွေကာတဲ့အဲ့လိုပေါ့ဒီပြင်းသမီးတွေဆိုလို့ရှိရင်လည်းတက်တက်ကြွကြွကာတယ်ကိုကတက်ကြွကြွဆိုတယ်အဲ့လိုပေါ့မူကအဲ့လိုကွာသွားတာပေါ့အဲ့လိုဟုတ်ကဲ့အမလေးကအဲ့လိုတကြံတချင်းဆိုပြီးတော့အဲ့လိုအဖေအရင်ကောင်းအဖေ ောင်းတယ်။ကျွန်တော်ကောင်းတယ်။ကျွန်တော်ကောင်းတယ်။ဟုတ်တယ်။မောင်လေးဆိုလေမမကလိုက်မှာဒီမှာ။ဟုတ်တယ်။အဲ့ဒါပြီးတော့ကွာဆိုရင်တစ်နည်းနည်းရောက်တာဒီနေ့မှဆိုရင်ကလာ။ဟုတ်တယ်။ဟိုဂျန်နဲ့ပတ်သက်ပြီးရိုက်ထားတဲ့စကားလေးရှိရတော့။ဟုတ်တယ်။မနိုင်ပြောရင်မနစ်ကဒဂျန်ကမနစ်ကဒဂျန်ဆိုလို့ရှိရင်တော့ဟိုမမရရပါတော့နှစ်ခါကြာတာပေါ့ဒဂျန်။ဘာလဲဆိုတော့အဲရိုက်ကူးလေးလောက်တော့လေအဲတစ်ခါကြာတယ်ပေါ့နော်။ပြီးတော့တကယ်ဒဂျန်မှာလေအဲတစ်ခါကြာတယ်ပေါ့။ ဖြူအောင်တက်ကြည်ဖြူအောင်တက်ကြည်ရဲ့တကြံမှာလဲအဲ့တော့လည်းဘင်းဒီယာမှာတော်တော်ကျွန်တော်တို့ပြောဖို့ကောင်းပါတယ်တကြံမှာရိတ်ကူးကြီးတကြံရိတ်ကူးကြီးလောက်ရတဲ့ဟာလည်းဟိုဘာဖီလင်းနဲ့မှမတူဘူးတိလားအရန်ပြောဖို့ကောင်းတယ်တကယ်ဟိုဘင်းဒီယာမှာဆိုတော့ ဟိုအေးလဲအေးရေပိုလဲပိုလဲအေးရေပါတလားအကုန်လုံးကအရန်ကိုပြောကောင်းတာဟိုအေးနေကြတဲ့အချိန်လေးတည်းရမလားကိုလူကိုလူပဲအဲ့လိုဟိုရေပတ်ကြတကယ်လဲမုံလုံးရေပေါ်ရေလဲအမှဟိုလုံစားကြအဲ့လိုအစုံပဲပေါ့နော်တကယ်ဒါမနစ်ကတော့အမှတ်တရပေါ့နော်တကယ်ကြိုးကြလိုက်တာပေါ့အကျန်ကြိုးကြတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါအော်ကိုရန်လေးဆိုလဲကြံနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ဇာတ်ကားတွေရိုက်ခဲ့တာအများကြီးပဲလीနော်အဲ့တော့ဒီဇာတ်ကားတွေရိုက်တဲ့အခါမှာအမှတ်တရကြီးလည်းအများကြီးရှိခဲ့မယ်နောက်ပြီးတော့အတွဲမိဆုံးကကြတော့ဘယ်မင်းသမီးလဲမက်ဆင့် မစင်းနဲ့မစင်းပေါ့မစင်းနဲ့ပြောမှာပေါ့နော်ဟုတ်အဲ့တော့အဲ့လိုတကြံမှာတကယ်တကြံမှာရိုက်ရတဲ့ဒီရုပ်ရှင်စကားရိုက်ရတဲ့အမှတ်တရလေးဟိုဘယ်လိုမျိုး ဟိုခန်းစားချက်မျိုးဖြစ်မိလဲပေါ့နော်အဲ့လိုမျိုးတည်အမားတို့တကြံကတော့ဟိုပျော်ရွှင်မြူးတူးပွဲအဲရာတီဒီဟိုလူပြောပွဲတော်တစ်ခုပေါ့နော်ဒီပွဲတော်တစ်ခုမှာသွားရိုက်တယ်ဆိုတော့ဇလံပေါ်မှာပတ်သက်တဲ့ခန်းစားချက်မျိုးပဲလို့ရတာပေါ့ပျော်စရာရှိရင်တော့ဒါတသားတည်းပျော်ရတာပေါ့အဲဥမာဒီတကြံနဲ့ပတ်သက်ပြီးမှလွမ်းစူးလေးလို့ရဆိုတော့လည်းအဲ့လိုမျိုးလေးလို့ရတော့တကယ် တကြံအစ်စ်တွေမှာရရတဲ့အခါကျတော့နည်းနည်းအခက်အခဲရှိကြပါဘို့ဟုတ်ပါတယ်ဒီ setting စင်ပြီးရိုက်တာတဲ့ဆိုင်တော့အခက်အခဲရှိတယ်လူတွေကအုံနေခြင်းနဲ့ဖြစ်တဲ့အတွက်လူတွေကအဲမနေအဲထိန်းချောင်းပြီးရရတဲ့ဟာမျိုးရှိတယ်လူတွေမသိအောင်ရဲလဲတဲ့ဟာမျိုးတွေလည်းရှိကြပါဘို့အဲ့လိုအမျိုးလေးနဲ့တကြံကတော့အဲ့လိုပဲရေကူးရလို့ရတယ်အခက်ခဲကတော့ ဟိုဘယ်လိုပြောမလဲနေရာတိုင်းမှာတော့အခက်အခဲလေးရှိသလိုတကြံလူလူတွေအရန်စီကားတဲ့နေရာမျိုးမှာကင်မရာထားမှုပါညာပေါ့နည်းနည်းတော့ခက်တဲ့အတွက်ကင်မရာတစ်ခါတစ်ခါနှလုံးလောက်သုံးလုံးလောက်ပေါ့အဲဒီတော့နှလုံးမတက်နိုင်ပါဘူးနှလုံးလုံးနဲ့ချိန်နာပြီးတော့မှဒီပေါင်းဒီပေါင်းဒီနေရာဝင်အောင်အဲရိုက်လိုက်ပြီးတော့ ဲ့လိုပေါ့ဒီ idea လေးလုတ်ပြီးတော့ပြီးသွားတာပေါ့အဲ့အဲ့လိုမျိုးပေါ့နောက်မှ close set တွေနောက်မှတနည်းနည်းမှပြန်ဖောက်တာပေါ့အဲ့အဲ့လိုမျိုးလေးပေါ့ဒီအခြေရကတော့အကုန်ရအောင်ယူလိုက်တာပေါ့အဲ့ဒါပါအခက်ခဲရတော့အဲ့ဒါပါကျွန်တော်အားလုံးကတော့အမှတ်တရဖြစ်ပါတယ်တချံနိုင်ပါလေဟုတ်ကဲ့ပြောင်းလဲလာခေတ်အချိန်ဒီပေါ်မူတည်ပြီးတော့ဇင်တို့ပြောမယ်ဆိုရင်အခုဒီခေတ်ဒီခါမှာလူငယ်တွေနဲ့တွဲပြီးတော့တံခါးတွေရရတဲ့ feeling ရအောင်အဲ့ဒါလေးရိုက်ထားရတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တံခါးငွေဆိုတာကာတယ်တံခါးငွေဆိုတာဥပြီးခဲ့တဲ့ ဲဟိုလောက်ကောင်လောက်ကရိုက်သားတာအဲ့တော့အဲ့ဒီမှာလည်းအလိုပဲအခုခင်ဒီမှာအဲ့ကမှတော့အဖီဖြစ်တော့တာပေါ့လေအခုကျွန်တော်တို့ထွက်လဲမယ်ဆိုလို့ရှိရင်လေအဲ့လိုပေါ့ငငယ်တုန်းကလိုမျိုးရီအမြဲတမ်းစိုးနေရင်တော့လဲပြောတယ်အခုကရီကစိုးလိုက်ခြောက်သွားလိုက်စိုးလိုက်ခြောက်သွားလိုက်ဒါပေမဲ့အခုလမ်းလျှောက်လမ်းလျှောက်တဲ့ဂျန်လို့တဲ့အတွက်ကြောင့်လမ်းလျှောက်သွားရင်တော့အရန်ကောင်းတာပေါ့နော်ဒါရီအမြဲတမ်းစိုးနေပဲဒါပေမဲ့အခုလူကျော်လမ်းကမလျှောက်နိုင်တော့ဟုတ်ကဲ့အဲ့လိုပြောတာစကူတာနဲ့သွားတာစကူတာအဲ့လိုလီသွားရင်မစိုး အဲ့လိုအဲ့လိုမျိုးတော့ကြံဆိုတော့ယူဆိုချင်တာလေကိုကဆိုဆိုမဆိုကိုကပက်လိုက်ရမှာကျင်းနေတာအဲ့မှာဆိုင်လည်းလိုအေးစိတ်မျိုးတော့အဲ့လိုအာသူအော်ဝိုင်းကျင်းနေပျော်နေရတော့တဲ့သူကလည်းကျင်းနေဆိုရလည်းမဆိုရင်လည်းမကြိုက်ဘူးတာပေါ့ တော့ငယ်ငယ်ဟိုအကျူနေဆိုတော့အကို့ရောပေါင်းလေးရောအကို့ရောတောင်းဆိုင်လေးရောရေးလာပါမယ်ဒီဘလောက်ဒီမှာရှိတာအမိသားပိုင်ရှိတယ်မိသားပိုင်ဟုတ်လားလုံးဝနေမပိုင်ဟုတ်လားကောဝါလေးသူမျိုးလည်းပြည့်ဝကျွန်တော်ဆိုရင်တော့အဲ့လိုမိသားပိုင်ထိုးကားဟိုအသက်ရှူတော့အသက်ရှူတော့မရဘူးတစ်ဖက်လာမနိုင်ဘူးနော်အဲ့ဒါလည်းငါတမန်နေနေကမင်းနဲ့လို့ ခွဆောင်းခုတ်တယ်လည်းခါဘူးတယ်ဖြောင်းသူကြိုးကော့သွားအဲ့လိုမျိုးသူတို့ကဘယ်လိုခွဆောင်းခုတ်တာခွက်ကလွင့်လာပြီးနှာခေါင်းအောင်လာပြီးဟုတ်ပြီဟုတ်ပြီအောင်သွားတာလေကျိုးမတော့တော့သေးရဘူးအဲ့ဒီအရင်ကြောင့်အဲ့ဒါအန္တရာယ်များတယ်ဘုရင်ရေတော့လည်းအဲ့လိုပဲဒီအဲ့မျိုးရဲလန်ဒန်လဲပေါ်တာဟုတ်ပေါ်ရေပေါ်လုံးပြစ်ချတာကိုကလည်းမော့ဒီရေပေါ်တော်တော်သေးနားအောင်သူကဖောင်းသူအဲ့မနားလေး တပတ်လောက်ကမကြားတော့ဘယ်နဲ့ရီရီဝင်သွားပြီးတော့မနေဘူးဘလို့ပြီပါတည်ပြီးတော့ပြထုတ်ပြအဲ့လိုရေပေါ်လုံးကလည်းတော်တော်ကြောက်ပါဟုတ်တယ်ဟုတ်တယ်နော်အဲ့ဒါလည်းအရေးကြီးရေနော်ဘာကြောင့်လဲဆိုတော့တချမ်းဆိုတာအခုတို့တို့လည်းအများကြီးဆွေးနွေးခဲ့ရဲကိုလည်းပြောခဲ့ရဲပျော်ရွှင်စီတာကိုရဲ့နှစ်သစ်မှာကိုထက်ဂါရဝဟိုဂါရဝတရားနဲ့ပေါ့နော်ကိုထက်အသက်ကြီးရဲ့သူတွေရောရွယ်သူဆိုလို့ရှိရင်ညင်းသားလေးနဲ့အဲ့လိုပျော်စီခြင်းနဲ့ကြီးနူးစီခြင်းနဲ့စိတ်နဲ့ဒါပေမဲ့တစ်ခါကျရင်မထင်မှတ်တဲ့အပြုမှုတွေကသူတို့ဘာ ထိခိုက်စေတဲ့တော့အဲ့လိုမျိုးလေးမဖြစ်အောင်လည်းကိုယ်သတိပေးပေးပါဦးဟုတ်တယ်တကြံကတော့အမားကတော့အဲ့လိုပေါ့ပျော်ရွှင်ကြည်နူးစရာနှစ်အေးပွဲတော်တစ်ခုပေါ့နော်ဟုတ်ကဲ့အဲ့လိုပေါ့အတိပေကတော့ဒီနှစ်ဟောင်းကအညစ်ကြီးကိုတကြံရင်နဲ့သွန်လောင်းပြီးတော့မှတန်းစင်လိုက်တဲ့ဟာမျိုးဆိုတော့အချင်းချင်းကအေးတတကြီးကြီးလေးကြီးလေးပဲကြီးလေးလောင်း ်တယ်မလားယူအဲ့လိုဘွမ်းသူပတ်လိုက်ရင်ဘူးရသေးတယ်အဲ့လိုမိသားပိုက်ကြီးနဲ့မတရားကြီးထိုးတာတို့အဲ့ကားစီးတဲ့ဖဖဖဖဖဆက်တာအဲ့လိုဟာမျိုးနဲ့ထိုးတာတို့အဲ့ရေပေါ်လုံးကြီးနဲ့ဖုံးသူပတ်ပစ်လိုက်တာတို့ဟာဟိုနည်းနည်းတော့အသားနာသွားတာတော့မကောင်းဘူးပေါ့နော်အသားမနာစီချင်ဘူးပေါ့နော်တကြံဆိုတော့ဟိုရေပတ်လိုက်လို့အော်ဝိုင်းကိုဂျင်းနဲ့နေဘူးအသားနာလို့အော်တာမဟုတ်ဘူးလေအဲ့လက်နာလို့အော်တာလေးကိုဂျင်းနဲ့အဲ့လောက်နေပဲကောင်းပါလေဟုတ်ရန်လက်စီချင်ရင်တော့ဟိုပါရန်လက်စီချင်ရင်တော့

ဟဲ့တော့တကြံမှုခုတော့နေ့ကြီးအပြင်မထွက်ရသေးပြီမဲတကြံမှုဒီမှာတော်တော်ရနေပါအရန်ပေါ်နေတယ်တကြံမှုကလည်းဒီနေ့တကြံပါအစီအစဉ်ရှိတယ်ဒီနေ့ရှိတယ်ပြောအောင်အဲတရားစခန်းဝင်ပါလားဘုန်းကြီးဝင်ပါလားဘယ်ကောက်ကဒါအခုထားပြီးပြန်လာတယ်ဆိုတော့ဘုမဲ့ချင်းဒီမှာရှိဘူးဆီဘူးဆီလူရှိပြီးသားရှိရှိမှာပေါ့အဲဘာလဲအခုတော့လာပါဗျာဒီဘာပြောတယ်ညီမျိုးကိုပုံပုံတည်းသွားတာ တာဟာတာခဲ့တာဖြစ်တယ်မဟုတ်ဘူးဘာဖြစ်ဖြစ်ဦးဇယ်လေးကအေးအေးလေးပဲဆိုလဲပလန်ကိုချိန်စီစဉ်ဒီနေ့စီစဉ်လေးပြောပေးပါအောင်ဒီနေ့တကြံကတော့အဲအခုတည်းကတော့ဟိုတူတူချာချာတော့မစီတော့မစီစဉ်ရတယ်ပေါ့ဒါပေမဲ့လည်းအဲတငယ်ချင်းတွေစုပြီးတော့အဲတခုခုလုပ်ဖို့တော့ရှိပါတယ်အဲ့လိုပေါ့ မမတို့လာဖို့လို့ဒီလာနားပါဘောတကယ်ခေါ်မှာเนาะတကယ်ခေါ်မှာတကယ်ခေါ်မှာတကယ်ခေါ်မှာเนาะဟုတ်ကဲ့ပါတကယ်ပျော်စရာကြီးပါကျွန်တော်အခုဒီပြောသားတဲ့အကြောင်းအရာတွေကတကြံနဲ့ပတ်သက်ပြီးတကြံမဟာတကြံအကျိုးနေ့မှာကျွန်တော်တကြံမင်းသားကြီးနဲ့ပေါ့เนาะအဲတူရီးနှစ်ယောက်ဖြစ်တဲ့ဒါကောင်းဆန်ရင်းဆိုလဲတကြံနဲ့ပတ်သက်တဲ့အမှတ်တရဒါရုပ်ရှင်ဒီဇကားလေးဇလန်းတွေလေးရိုက်ထားဖြစ်တဲ့အတွက်ကြောင့်အမှတ်တရလေးအားလုံးပေါ့เนาะမတူညီရဲ့ခက်နှစ်ခက်မှာပျော်စရာကောင်းတဲ့အကြောင်းအရာလေးတွေ sharing လုပ်ပြဖြစ်ပါတယ်ရှင် င်ပြိတ္တတွေအလုံးလည်းပြောရမယ်ထင်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ထပ်အစီအစဉ်ကတော့အဲ game ဆော့မဲ့အစီအစဉ်ပဲဖြစ်ပါတယ်အဲ့တော့ game ကတော့ကျွန်တော် producer ဘယ်လိုစီစဉ်ထားလဲမသိဘူးအဲ့တော့ခဏနေတွေ့ပါမယ်ရှင်